ပစုတ်ထမ်းရဲ့အစားမှာတော့ Hasty ရဲ့ Asian Hawk ကိုတွင်းမြန်မာဖြစ်ပြီးတော့ Alice နေနေရလဲသူ့အနေနဲ့လောက်ကလုံးနိုင်ပါမလားလို့မေးလိုက်ပါတယ်။အထက်တဲဝင်ကြည့်လိုက်တဲ့အချိန်မှာတော့ Vincent အနေနဲ့နှစ်လကြာစူဆောင်းထားတဲ့ယာတွေကိုတွင်းမြန်မာဖြစ်ပြီးတော့သူတို့အနေနဲ့အဲ့ဒီယာတွေကိုလေလံဆွဲဖို့အတွက်မျိုးမြင့်နေရောက်နေတာကိုလည်းတွင်းမြန်မာပဲဖြစ်ပါတယ်။အဒီနောက်အဒီနောက် Astar တယောက်အနေနဲ့ Beast Score တွေကိုကြည်ကလှလိုက်တဲ့ Beast Score ပဲဆိုပြီးတော့ပြောလိုက်ပါတယ်။အဒီနောက်သူ့ရဲ့အဖေကိုတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာတော့ဒီနေ့ပုံစံကအယမ်းလန်းနေတယ်ဆိုပြီးတော့မောင်နှမနှစ်ယောက်လုံးကပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့ Alice ကလည်းပွဲပြီးသားသူ့ကိုသွားပြောလိုက်သူပြောမှ သိချရဲဆိုပြီးပြောလိုက်ပါတယ်ဝယ်စားတဲ့အချိန်မှာတော့ပုဂ္ဂိုလ်တယောက်နဲ့မိတ်ဆက်ပေးပါရစေအဲ့ဒီပုဂ္ဂိုလ်ကတော့ဘယင်ကလေးတာဖြစ်ပြီးတော့ဘယင်မပယ်လစီယာမင်းသားခရစ်စတစ်မင်းသမီးကက်သလင်းတို့ကိုမိတ်ဆက်ပေးလိုက်ပါတယ်အဲ့နောက်သူတို့လည်းဟက်စီယာရဲ့ဆယ်နှစ်ပြည့်အေရှန်ဆောက်ကိုဖွင့်လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာတော့ Grey Adam တို့အနေနဲ့သူတို့ရဲ့လုံခြုံရေးကိုသူတို့စောင့်နေတာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်အဲ့နောက် Alice ကလည်းဒါလိုချင်တာတစ်ခုခုရှိလာဆိုပြီးတော့မိလိုက်တဲ့အချိန်မှာတော့မလိုချင်ပါဘူးဒီဟာတွေကရင်းစေးကြီးနဲ့နေတယ်ပြဆိုပြီးတော့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲ Televi ကိုတွေ့မိတဲ့လားလို့မိလိုက်တဲ့အချိန် ီမှာတော့ခုနန်နုံကတော့အလီယန်တို့လက်ထက်မှာအခုတော့ဘယ်ရောက်သွားလဲမသိဘူးဆိုပြီးပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းဆီလီဗီအနေနဲ့တနီယာကိုရောက်နေကအဲ့ဒီနေရာကိုလည်းတောင်းမွေးတဲ့လူတွေကရှိနေပါတယ်။တစ်ဖက်မှာတော့ဗင်ဆင်အနေနဲ့လည်းဝါလိုင်ယွန်းကိုခေါ်တဲ့ရှာမမန်နာဗီစ်ကောင်ကိုရောက်နေကဘီယင်ရဲ့သားကလည်းလိုချင်နေဆိုတာကြောင့်ဘီယင်ကလည်းတထောင်ပေးပြီးတော့လေးလံကိုနိုင်သွားပါတယ်။အဲ့ဒီချိန်မှာတော့အာဆာတယောက်ကလည်းဆီလီဗီကိုရှာနေကဘီယင်မင်းမြတ်ကလည်းသူ့အနေနဲ့ပါတနာမလို့ညင်ကြောင်းနဲ့ဒါကလည်းသူ့သားအတွက်ဆိုပြီးတော့ပြောပြလိုက်ပါတယ်။ဆီလီဗီရဲ့ကံမှာလည်းကောင်လေးမင့်ဒီကိုလားငါ့ကိုပြာစမ်းဆိုပြီးတော့ပြောနေတဲ့ချိန်မှာတော့ဆီလီဗီလည်း ကြောက်ပြီးတော့អော်တဲ့ချိန်မှာပဲအာစတာကဆလီဗီရဲ့တန်ကိုကြားလိုက်ခဆလီဗီစီကိုယောက်လာပါတယ်အဲဒီနောက်အဲဒီဘဲကဘရင်ရဲ့ကွန်ဂျူရာတယောက်ဆိုတာကိုသိလိုက်ပါတယ်အဲဒီချိန်မှာတော့အာစာတယောက်ကလည်းစူညံမှုတွေဖြစ်သွားရင်ဒုက္ခရောက်မှာချို့လို့တောင်းပန်ပါတယ်အဲဒီကလေးကိုလွတ်ပေးလို့လာမလားအဲ့ဒါကကျွန်တော်ရဲ့ပါတနာပါဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီချိန်မှာတော့ဘဲကြီးကလည်းရောင်းမှုပြထားတာမဟုတ်ဘူးလားဒီယာကတော်တော်ရှားပါတဲ့မန္တာပီဆိုရင်မင်းကတော်တော်ကံကောင်းတယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီနောက်ဒီကလေးကတော်တော်လိမ်မာပဲပုံပဲဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့ဆလီဗီကလည်းအာစတာစီကိုပြေးတက်သွားပါတယ်အဲဒီချိန်မှာတော့ဟိုဘဲကြီးကလည်းထားခဲ့လိုက် အဲ့ဒါကငါတစ်ချိန်လုံးရှာနေတဲ့မန္နာပီဆွဲငါသာသူနဲ့ဆိုလို့ရှင်စွမ်းကိုပြေးသုံးနိုင်မှာဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်သူကမိမော်နဲ့ပြစ်လိုက်ခဒီကငါကစားချုံမယ်လို့ပြောတာကိုအောင်းအောင်းလက်ခံလိုက်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ပါလို့လေဆိုပြီးတော့မေးလိုက်ပါတယ်အချိန်မှာတော့ဟိုဘဲကြီးကလည်းငါကမော်ဝင်ကွန်ဂျူရာတယောက်နော်ဒီတိုင်းပြည်အတွက်ပဲဆိုကနောက်ပြီးတော့ထပ်ခတိုက်ခိုက်ပါတယ်အာစတာကလည်းမဖြစ်နိုင်ဘူးဆိုကလက်ထပ်ထားတဲ့အချိန်မှာတော့တော်ဝင်မိသားစုကိုမလိုက်နိုင်လို့ရှင်ဘလို့ဖြစ်မလဲမတင်ပေးတာဘူးလားမင်းမိပါရင်ဒါကိုတော်ဝင်ယူရမယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့နောက်တစ်ခေါက်ပြန်ပြောကြည့်စမ်းဆိုပြီးတော့ပြောလိုက်ပါ ါတယ်။အဒီချိန်မှာတော့ဆူကြတဲ့မျိုးလုံးတစ်စုံနဲ့သူပဝင်းချင်းကြီးတစ်ခုလုံးကလည်းနီရတသာကမှန်နေကြလဲစတင်ကွဲလာပါတယ်။အချိန်မှာတော့ဘေးမြင်ညာကလည်းမင်းအစဉ်ပြေးရလာဗင်စင်ဒါကလုံးဝကိုဆွမ်းဆောင်တတ်ခြင်းနဲ့စိတ်ပဲငါတို့ကိုရုံလုံးလာပြလဲစမ်းဆိုပြီးတော့သူကပြောလိုက်ပါတယ်။အဒီချိန်မှာတော့အဆောင်နေကလည်းဘေးမြင်ညာကိုနောက်မှနေခိုင်းဖို့ပြောတဲ့အချိန်မှာတော့ငါကရတဲ့တခြားသူတွေကိုသာကြည်ပေးလိုက်ဆိုပြီးပြောလိုက်ပါတယ်။အာစာရဲ့ဘက်မှလည်းတွားပြီးဆိုကသူ့ရဲ့ဆွမ်းကိုပြန်ပြီးရုပ်သိမ်းလိုက်ပါတယ်။အဒီချိန်မှာတော့အလီယာနိုတို့လည်းငိုနေကအားလုံးကိုအစဉ်ပြေးရလားဆိုပြီးတော့ရေတို့အဖွဲ့ကလာမေးပါတယ်။အဲ့ဒီနောက်မင်းက ုံချုံရေးတာဝန်ယူထားတဲ့ Renew Level မှာလားအမင်းကိုပြောစရာရှိရဆိုပြီးတော့ဘယင်ကပြောလိုက်ပါတယ်အဲ့ဒီနောက်မင်းအနေနဲ့ဒူးကျော်သူကိုဖမ်းနိုင်ရဲ့လားမဖမ်းနိုင်လို့ရှိရင်တော့မင်းကိုအပြစ်ပေးရမယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲသူရဲ့ကွန်ဂျူရာကလည်းဒီဖြစ်ပြန်မှလူတယောက်မှမသေးသွားတာကြောင့်ဒီကိစ္စက short ပတ်ပေးလို့ရပါတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်ကောင်းလေးမင်းရဲ့မန္တာဘီစ်လေးကကောင်းလိုက်တာငါသာဆိုလို့ရှိရင်ခေါင်းခေါင်းထင်းထင်းရှောက်ရှောက်ပေးနိုင်မှာလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ဒီကွန်ဂျူရာကနေ့ရှိကြီးငါတို့တုံဝင်မိသားစုရဲ့အဆောင်အနေနဲ့ဝန်ထမ်းဆောင်ခဲ့တဲ့သူအနေနဲ့အသက်တွေလည်းအမ များကြီးကယ်ခဲ့ပြီးတော့ငါတို့အနေနဲ့သူ့ကိုစုတခုခုပေးနေမိမဲ့တဲ့သူကဘာမှမလိုချင်နေဘူးဒါပေမဲ့သူကြည်ရာမင်းသားရဲ့မန္တာပီးစ်ကိုတော့ကြိုက်နေရပုံပဲသူအနေနဲ့ဒါမျိုးဖြစ်ပြမျိုးကိုလည်းဒီမန္တာစပီးရှိရင်ကာကွယ်နိုင်မယ်လို့ပြောတယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ရေကလည်းသူ့သားရဲ့မန္တာပီးစ်နဲ့သူနဲ့ကဘာမှမဆိုင်ပါဘူးအဲကြောင့်မလို့သူအနေနဲ့အဲ့ဒီကိစ္စမှာတော့ဝင်ဆက်ဖက်ပိုင်ခွင့်မရှိကြောင်းကိုပြောပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမင်းကဘာလို့လဲဆိုပြီးအာဆာကိုမြင်လိုက်တဲ့အချိန်မှာတော့အာဆာကသူ့ကိုကြည့်လိုက်တဲ့အချိန်မှာပဲကောင်းလေးကိုတဲ့ကြည့်ရပုံကိုနဲ့စကားပြောလို့ရှိရင်မျက်လုံးကိုအောက်ချထားရမယ်လို့မိပါ တွေကမတင်ထားဘူးလားဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီချိန်မှာပဲအာစာကလည်းဆလီဗီကိုစိတ်လျှော့သူကဘရင်မင်းမြတ်ပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီချိန်မှာတော့အာစတာကလည်းရေရုံမှုကိုခြေထူတင်ပေမဲ့သူ့အနေနဲ့ညင်ပြစေဘာလို့လဲဆိုလို့ရှိရင်ဆလီဗီကသူ့ထက်အစားထုတ်လို့ရတဲ့အရာမဟုတ်တာကြောင့်ဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက်ဘရင်မင်းကြီးကလည်းကောင်းပြီအဲဆိုလို့ရှိရင်ခရုနောင်းကငါလေးတဲ့နိုင်ခဲ့တဲ့ဝါလိုင်းယွန်းနဲ့လဲမယ်လေမင်းကဲကောင်ကတော်တော်တရဝါဖြစ်ပြီးတော့ဝါလိုင်းယွန်းကတော့တော်ရိုင်းတရဝါတကောင်ဖြစ်တာကြောင့်တစ်ချိန်ကြလို့ရှိရင်အဲဒီကောင်ကပို့ပြီးတော့ကျန်းနေမယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီချိန်မှာတော့အာစတာကလည်းအရှင်းရှင်းရှင်းနဲ့နားမလဲပေမဲ့ဒီကောင်လေး ကိုပေးဖို့တော့ရောင်းဖို့ရောလဲလဲဖို့ရောစိတ်ကူးမရှိပါဘူးဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ဒီချိန်မှာတော့ဘေးရင်မင်းမြတ်ကလည်း၂ချိန်တောင်းဆိုခဲ့တဲ့ဒီကငါကတောင်း၂ချိန်တောင်းဆိုခဲ့တာတော့ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီနောက်နောက်ဆက်ခောက်ပဲမေးရတာပေါ့ဒီချိန်မှာတော့အာစာကလည်းအရှင်ကိုလည်းမေးခွန်းပြူကဘယ်လောက်သားဆိုလို့ရှင်အရှင်ရဲ့ကလေးတွေကိုရောင်းနိုင်မလဲဆိုပြီးတော့မေးလိုက်ပါတယ်အဲ့ဒီနောက်အာစတာကပဲကြုံနေတဲ့သုံးကညင်းခဲ့ပြီးပြီအဲ့ဒါကိုတော့မင်းရင်ခမားကမာနာခံပြီးတော့ဆက်ပြီးတော့တောင်းနေတယ်ဒါဆိုလို့ရှင်ခမားရဲ့သားသမီးဆိုရင်ရောခမားပတ်စံဘယ်လောက်တောင်းပါလဲဆိုပြီးတော့မေးလိုက်ပါတယ်ဒီချိန်မှာပဲအဆောင်တွေကလည်းဘရင်ကိုစော်ကားတယ် ဆိုကဝင်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာကတော့အာစတာကလည်းဖုတ်ပေးလိုက်ပါတယ်အဲ့ဒီနောက်ခွင်ဂျူရာကလည်းသူ့ရဲ့မိမောနဲ့တိုက်ခိုက်တဲ့အချိန်မှာပဲအာစတာကတစ်ချက်ကိုအချိန်ရက်လိုက်ခါခွင်ဂျူရာဘယ်ကြီးကလည်းပါဖြစ်သွားတာလဲဆိုပြီးတော့ပြင်းနေတဲ့အချိန်မှာပဲဒီထဲမှာမန်နာတွေကအလုပ်ဖြစ်မှာမဟုတ်ဘူးခွင်ဂျူရာဘယ်ကြီးကလည်းမင်းငါလိုခွင်ဂျူရာတယောက်ကိုနိုင်မဲ့ထင်နေရလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့အာစတာကဒီလိုအချိန်မြင်မျိုးမှလားဆိုပြီးတော့မေးလိုက်ပါတယ်အဲ့ဒီနောက်အာစတာကလည်းသူ့ရဲ့ခြေောက်ကိုချိုးလိုက်တဲ့အချိန်မှာတော့ခဲကြပါခဲကြပါဆိုပြီးဘေးကိုကြည့်လိုက်တဲ့အချိန်မှာတော့တယောက်မှမကြားတာကိုသူသိလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့အေးဟုတ်တယ်တယောက်မှမကြား ဘူးအဲဒါကြောင့်နားတွေကြားနေရတော့ငါပြောတာကိုသေချာနားထောင်တာပိုကောင်းမယ်ဆိုပြီးပြောလိုက်ပါတယ်အချိန်မှပဲဘဲကြီးကဒီလိုလိုရမျိုးကိုခွန့်လက်မယ်မထင်နေနဲ့ငါကတော်ဝင်ဆိုပြီးပြောလိုက်တဲ့အချိန်မှပဲသူစကားကရက်သွားပါတယ်အဲဒီအချိန်မှတော့မင်းရောပဲကိုးနေရကိုပြန်တွေးကြည့်တဲ့ဆိုတဲ့တန်တဲ့သူကျော်ချမ်းစရာတန်ကြီးကပဲမှန်မှုသွားပါတယ်အဲဒီနောက်အချိန်ရက်တာလေးပြတ်သွားကမေလေသွားကပြန်နိုးထလာတဲ့အချိန်မှတော့သူရဲ့ကောင်းကကိုင်နေတာကြောင့်ငါအနေနဲ့ခဏလေးတာလှုပ်လိုက်ရပေမဲ့လေပေးဆမှုကြီးကအကြည့်ပဲငါအနေနဲ့လေ့ကျင့်တာမလုပ်တော့သေးတာထင်တဲ့ဒီချက်ပို့ပြီးတော့လောက်အောင်မယ်ဆိုပြီးတော့တွေးလိုက်ပါတယ်ဒီချိန်မှာပဲ ဲအဲလစ်တယောက်ကလည်းရောက်လာကအာဆာကလည်းသူ့မိတဲ့သွားတဲ့အချိန်မှဘာတွေဖြစ်သွားလဲလို့မေးလိုက်တဲ့အချိန်မှာတော့ဆရာဝန်ကတော့ချက်ချင်းနှုတ်လာမယ်လို့ပြောတယ်ဒါပေမဲ့အမိတော်တော်ချက်ချင်းမဟုတ်ခဲ့ဘူးဆိုပြီးပြောလိုက်ပါတယ်ဒီနောက်နောက်တစ်ခါဆွေးပြူအောင်လုပ်မိပြီဆိုကသူတို့အနေနဲ့မြို့ထဲကိုဝင်လာပါတယ်ဒီနောက်အာစတာကလည်းကလေးလေးကိုတွေ့ကဒါအဲလီယန်ကိုကြိုက်လောက်တယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အဲလစ်ကလည်းအတူတူဝယ်ပေးလိုက်ပါတယ်ဒီနောက်သားရောလူကျင်တာမွေဘူးလားလို့မေးတော့ဒီအချိန်မှာတော့အာစတာကလည်းရလို့လားဆိုပြီးတော့မေးလိုက်ပါတယ်ဒီမှာတော့အာစာကလည်းအဲလစ်ရဲ့ထုတ်ကုန်လေးကမျိုးမျိုးမြင့်နေကြိုက်ပြီးတော့မျိုးတွေကဆိုင်နေမှာလေ က်တန်းစီနီယာကြားရတဲ့ပုံမဲ့ဆိုပြီးတွေးလိုက်ပါတယ်အဲဒီချိန်မှာတော့အိမ်မြန်ရောက်ကြည့်တဲ့ချိန်မှာပဲအဲဒန်နဲ့ဂျူရင်ကတကားရှိမှရက်နေရတွေ့ရကြောင်းအာစာကလည်းအထဲကိုဝင်လိုက်တဲ့ချိန်မှာပဲရေကအော်မင်းနိုးလာပြီလားခန္ဓာကိုယ်ကအဆင်ပြေရဲ့လားဆိုပြီးမြင်လိုက်တဲ့ချိန်မှာတော့ချက်ချင်းတော့လက်ယူဆမ်းဝဲလို့ရတယ်ဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာပဲလူတယောက်ကလည်းအော်မင်းကဘယင်မင်းမြတ်အစမနေ့ကဖြစ်ခဲ့တဲ့ကိစ္စကိုစိတ်ရင်းနဲ့တောင်းပန်ဖို့လာခဲ့တာပါဆိုပြီးတော့အာစာကိုမိတ်ဆက်လိုက်ပါတယ်အဲဒီချိန်မှာပဲအဲ့ဒီဘယ်ကြီးကမတော်တဆအနိုင်ငယ်ဖြစ်သွားတဲ့တက်တောင်းပန်ဖို့လဲဆိုပြီးတော့ပြောလိုက်တဲ့ချိန်မှာပဲအာစာကလည်းမတော်တဆဆိုကတွေးလိုက်ပါတယ်အဲဒီချိန်မှာတော့အာ စာကားလေးနှိမ့်ချတဲ့ဘက်ကနေရမယ်ဆိုကတကူးတကလာပြီးတော့တောင်းပန်ပေးရတဲ့အတွက်ခြေစွတင်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲမင်းကတော်တဲ့သားပဲဆိုပြီးပြောလိုက်ပါတယ်အဲ့တော့အဲ့ဒီလူကြီးကပဲမင်းကိုတိုက်ခိုက်ခဲ့တဲ့အဆောင်နေရာကိုတော့အလုထုတ်လိုက်ပါပြီဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲရေးကလည်းဒီတိုင်းဆူလိုက်ပြီးတော့သူတို့ကိုအဲ့ဒီနေရာကနေလွတ်လိုက်ုံပဲကိုဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာတော့ဟိုလူကလည်းခမရဲ့သားဘက်ကအရင်မြိုင်းပြခဲ့တာပါဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ရေးကလည်းတခုခုပြောမယ်လို့တဲ့အချိန်မှာပဲခမရဲ့အဆောင်တော်ဝင်ကိုလည်းမျက်နာလွဲဖို့ဘယင်ကမင်းလိုက်ပါတယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့သူလည်းဘာမှပြောမရပဲနေပါတော့တယ်အာသာကလည်းတန်ရမရတာကြ ောင်းဒီတိုင်းထားလိုက်ဖို့ပြောကဒါနဲ့ဟိုဘဲကြီးကြောင့်မေးလို့ရအဲ့လားခွန်ကျူတာဘဲကြီးလေး6တော့ကျိုးသွားတယ်မလားဆိုပြီးတော့မေးလိုက်တဲ့ချိန်မှာတော့အဲ့ဒီဘဲကြီးရဲ့တာဝန်ရဆိုင်ခံလိုက်ရအခါနိုးလာတဲ့ချိန်မှာတော့သူ့ကိုလို့တာမင်းဆိုပြီးပြောနေတဲ့ဒါပေမဲ့အဲ့ဒါအဲ့ဒါကဘလို့ဖြစ်နိုင်မှာလဲဆိုပြီးတော့ရေးကလာပြီးတော့ထွန်းနေတဲ့ချိန်မှာပဲကျေးဇူးပြုပြီးစကားကိုဆုံးအောင်လာထောင်မှာကျွန်တော်တို့ဘဲအနေနဲ့အရင်တိုက်ခိုက်ခဲ့တဲ့တပ်သားရဲ့မန္တာစီကနေတံပြန်ပြီးတော့အဲ့လိုဖြစ်သွားတယ်ဆိုပြီးတော့ကောက်ချက်ချလိုက်ပါတယ်ဆိုပြီးပြောလိုက်ပါတယ်ဒီနောက်အဲ့ဒီဘဲကြီးထွက်သွားတဲ့ချိန်မှာတော့ရေးကတကယ်ခံရတာမင်းလေးဆိုပြီးတော့သူ့ကိုဆွေတုပ်ကိုပေးလိုက်ခါလို့ရရှိရင်သုံးလို့ရအောင်ပေါ့ဆိုပြီးတော့ ်ပေးလိုက်ပြတယ်။အရင်တော့ Astar ကလည်းငါကဒီမှာတာမန်ကလေးတယောက်ဆိုတော့မလက်ခံခြင်းနဲ့လက်ခံတော့မယ်နိုင်ငံအစင်ကိုတံပြန်နိုင်ဖို့ဆိုလို့ရှိရင်အဲ့ဒါနဲ့တူတဲ့အစွမ်းကို ုံးချနိုင်ဖို့လိုတယ်ဆိုပြီးတော့သူ့ကိုယ်ကိုသူပြောလိုက်ပါတယ်အဲဒီနောက်နောက်နေ့မနေ့ရောက်တဲ့အချိန်မှာတော့ Ace Grey ចောင်းတော်ကြီးကိုသွားနေတဲ့အာစာကိုတွေ့မြင်ရမှာဖြစ်ပြီးတော့အဲ့ဒီအချိန်မှာပဲဇီကွက်တကောင်ကသူ့ကိုနောက်ကနေခေါ်သွားတာအကြောင်းသူလည်းနောက်ကနေလိုက်သွားတဲ့အချိန်မှာပဲအဖွားကြီးတယောက်ကိုတွေ့မြင်ရမှာဖြစ်ပြီးတော့စောင့်နေတာအာစာဆိုပြီးတော့ပြောလိုက်ပါတယ် TV လိုတွေတော့တော်ပါပဲ TV ကမှ VPN ခန့်မကြည့်ရဘူးဆိုတော့နောက်ဗီဒီယိုတွေကို VPN ခန့်ကြည့်ဖို့တောင်းဆိုချင်ပါတယ်ဒီဘက်နေကတော့တော်ပါပဲ